UFC Featherweight ကပတ်ပထမဆုံးပိုင်ရှင်သို့မဟုတ် Jose Aldo ရဲ့အကြောင်းကိုပြန်လည်တန်းတခြင်းပြီးခဲ့တဲ့ UFC 315မှာ Jose Aldo ကလက်အိတ်ကိုကွင်းထဲမှာချုပ်ပြီးတော့အနားယူပြီးဆိုပြီးတော့ကြင်ညာခဲ့တယ်။ပုံမှန်အားဖြင့်ကျွန်တော် knowledge sharing video တွေလုပ်ရင်အများစုစိတ်ဝင်စားတဲ့သိကျင်တဲ့ fighter တွေအကြောင်းအရာတွေကိုပဲဦးစားပေးမိခဲ့တယ်။ဒါပေမဲ့တိတိကျကျတွေးကြည့်ရင် UFC ခရီးမှာတထောင်တနေရာကနေပါဝင်ခဲ့တဲ့အရင်တုန်းကလီဂျန်ကြီးတွေကိုအတိမတ်ပြုတ်တဲ့နယ်ထင်လို့ဒီဗီဒီယိုကိုလှုပ်လိုက်ပါတယ်။ UFC မှာ American Fighter တွေပြီးရင်အများဆုံးက Brazil Fighter တွေပါ။ Russia တို့ Dagestan တို့မဟုတ်ပါဘူး။ Jose Aldo က UFC မှာဆော့လာခဲ့တာ 16နှစ်တောင်ကြောခဲ့ပါပြီ2022တုန်းက MMA နားပြီးတော့ဘောင်စင်ပတ်လှဲတော့မယ်ဆိုပြီးတော့ကြီးညာခဲ့ပေမဲ့2024မှာ MMA ကိုပြန်ပြီးတော့ဝင်လာတယ်ဒါပေမဲ့ UFC 315ကဂျိုဝိုင်းအင်တာဗျူးမှာစိတ်သွားတိုင်းကိုမပါတော့တဲ့အကြောင်းစိတ်လျှော့လိုက်ပြီဆိုတဲ့အကြောင်းကိုပြောလာပါတယ်သူ့ရဲ့အပြင်အင်တာဗျူးဖြေနေတဲ့ပုံစံတွေကိုကြည့်လိုက်ရင်ဒီလိုအနားယူချင်တာတေချာတလောက်ပါပဲတခြား fighter တွေကလည်း Twitter မှာလီဂျန်ကြီးနားပြီဆိုတော့ပြောနေကြပြီဆိုတော့ဒီတစ်ခေါက်ကတော့တေချာပြီလို့တော့ ဆိုလို့ရပါတယ်ကျွန်တော်တို့တွေအသက်ကြီးတဲ့အထိ UFC ဒါအတော့ရှင်နေအောင်မယ်နောက်လာနောက်သားတွေဒီဒီ Champion ကပတ်တွေအစစ်စစ်တဲကြမယ်ဆိုရင် UFC Featherweight တန်းရဲ့ပထမအဦးဆုံးကပတ်ပိုင်ရှင်က Jose Aldo ပါဒီနေရာမှာမေးရရှိတာကပထမအဦးဆုံး Champion ဆိုတာ ပါလဲပေါ့ကပတ်ကဘသူစီကဘလို့ရတာလဲဘာညာအဲ့လိုမျိုးတွေးစရာရှိတယ်ဗျာပုံမှန်အားဖြင့် UFC မှာချန်ပီယံတယောက်ဖြစ်ဖို့ဆိုရင်လက်ရှိချန်ပီယံကိုစိန်ခေါ်ပြီးတော့တိုက်ခတ်အနိုင်ယူပြီးမှကပတ်ကိုရတာပါဒါမဲ့ UFC က Featherweight တန်းကိုစတင်တည်ထောင်တဲ့အချိန်မှာလက်ရှိချန်ပီယံဆိုတော့မရှိသေးဘူးအဲ့ဒီချိန်မှာဂျိုးစီအေတို့ကတခြား MMA promotion တခုဖြစ်တဲ့ War Extreme Cage Fighting WEC လို့ခေါ်တဲ့အဖွဲ့အစည်းရဲ့ Featherweight တန်းချန်ပီယံဖြစ်နေပါပြီ။ အချိန်တော်တော်လေးလဲကြာကြာလေးတည်မြဲနေပြီးတော့ချန်ပီယံဂုံဘုတ်ကိုကာကွယ်ထားနိုင်တယ်။သူ့ရဲ့စွမ်းဆောင်ရည်တွေကလည်းအထူးကျွန်ဆုံးကစားသမားတယောက်အဖြစ်အဲ့ဒီအဖွဲ့အစည်းကလည်းသတ်မှတ်ထားတယ်။ဒါကြောင့် UFC က Featherweight တန်းကိုစတင်လိုက်တဲ့အချိန်မှာ WEC ရဲ့ချန်ပီယံဖြစ်နေတဲ့ Jose Aldo ရဲ့အရေးချင်းနေတဲ့အောင်မြင်မှုတွေကိုအတိမတ်ပြုပြီးတော့သူ့ကိုပဲ UFC ရဲ့ပထမအုပ်ဆုံး Featherweight Champion အဖြစ်ခန့်အပ်ခဲ့တာပါ။ ါက UFC နဲ့ WEC တို့ရဲ့ပူးပေါင်းလိုက်တဲ့အချိန်ခါမှာဖြစ်လာခဲ့တာပါ။အာဆိုလိုတာကတော့ Jose Aldo က UFC မှာဘသူကိုမှမတိုက်ခိုက်ရသေးဘဲနဲ့သူ့အရင်ရရှိခဲ့တဲ့ Champion ဘွဲ့နဲ့သူ့ရဲ့ထူးချွန်မှုမှတ်တမ်းတွေကြောင့်ပဲ UFC ရဲ့ပထမအဦးဆုံး Featherweight Champion ဖြစ်လာခဲ့တာပါသူရဲ့ပထမအဦးဆုံး UFC Champion ကပတ်ကာကွယ်ပွဲကို2010ခုနှစ်နိုဝင်ဘာမှာ မက်ဟော်မိုနစ်နဲ့ထိုးသက်ခဲ့ပြီးတော့6နှစ်တာအတွင်းမှာကာကွယ်ပွဲပေါင်းခုနပွဲတီဇက်တိုက်ကာကွယ်နိုင်ခဲ့ပါသေးတယ်။ကော်နာနဲ့မတွေ့ခင်အထိပေါ့။ကော်နာနဲ့တွေ့တဲ့ပွဲမှာပထမအချီ73စက္ကန့်မှာပဲနောက်ောက်ခံရပြီးတော့ကပတ်ပေးလိုက်ရတယ်။အဝင်မားတော့နှထင်ပြခဲ့ရတာ။တစ်ချက်ကလေးမားသွားတာ။နည်းနည်းလေးလောသွားတာ။အိုက်ကေအိုက်ခါကလည်းကော်နာရဲ့ရွှေတိစောင်းနေတဲ့ကာလာတွေဆိုတော့လုံတိုင်းဖြစ်နေခဲ့တာပေါ့ဗျာ။ကန်ကောင်းတယ်လို့တော့မပြောချင်ပေမဲ့ကန်နည်းနည်းကောင်းသွားပါတယ်။ press conference နေမှာလည်းကော်နာဆိုရင် ပွဲရန်ဆိုခဲ့ကြတယ်ခေါနာကဆေးဗားနဲ့ပွဲပြီးမှပြိတ်သက်တွေကဂျိုဆိတ်အဲရိုစီကိုခုံပြီးတော့ရုံးရင်ဆန်ကတ်တွေဖိခဲ့ကြသေးတယ်ဒါပေမဲ့ပွဲပြီးတော့လည်းလေးစားပါတယ်ဘာညာပေါ့2016မှာဖရန်ကီအဲကားကိုနိုင်ပြီးတော့ယာယီချန်ပီယံပြန်ဖြစ်လာတယ်အဲ့ဒီနောက်ခေါနာကဒဗယ်ချန်ဖြစ်ပြီးတော့ကာကွယ်ပွဲမထိုးနိုင်တော့ကပတ်လက်လွတ်လိုက်တယ်ဂျိုဆိတ်အဲရိုကအော်တိုချန်ပီယံပြန်ဖြစ်သွားခဲ့ပါသေးတယ် ထူးထူးခြားခြားဖြစ်စင်မှာပဲပါးကအနာယောဂါဂျိုကလိုလိုဘာလိုလိုနဲ့တကယ်ပဲစိတ်ကြယောဂါခံစားနေရလားတော့တန်တရားဝင်မိစေတယ်အဲ့မျက်နာကအမာယောဂါလည်းလေ့ကျင့်ရင်ထိုးတန်ရင်လည်းရတာမျိုးမဟုတ်ဘူးငယ်စဉ်ကသူ့အမကသူ့ကိုချင်းနဲ့ထည့်ပြီးတော့ငယ်မာလေးစီပစ်ပေးလိုက်တာခလေးတွေဆိုတော့စုံရင်းနဲ့ချင်းနဲ့ကပြုတ်ကြပြီးတော့အကင်ကင်နဲ့ဗန်းပေါ်ပြုတ်ကြသွားတာအဲ့ဒါနဲ့ပဲမျက်နာမှာကန့်လန့်ဖြတ်ဒဏ်ရာရပြီးတော့ဂျိုကာပုံစံဖြစ်သွားခဲ့တာတရားပါအမာယောဂါဖြစ်သွားခဲ့တယ်ကစားသမားတိုင်းတနေ့ကျရင်အနာယူကြရမှာပဲအရာရာ အားလုံးကိုအချိန်ကပဲအနာယူသွားခဲ့တာပါလောက မှာတီမဲတာတခုပဲရှိပါတယ်အဲ့ဒါကတော့မမြဲခြင်းတရားပါပဲ။ Okay ဒီနေ့တော့ကတော့ဒီလောက်ပါပဲ။ UFC 315အပီမှာ ROG အကြောင်းလုံးရင်ကောင်းမယ်ထင်လို့ဗီဒီယိုထားလုပ်လိုက်တာဖြစ်ပါတယ်။အားလုံးလည်းကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ်။ဒီချန်ကြီးရေအနားယူပါတော့ကျွန်တော်နေရောတာပါ။ Channel MSN ပါ။တတ်တာ။ Social Media Platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူး။အဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ။ Promo code MSN Wage ကိုသုံးပါ။